ီမီယာလိပွဲစဉ်30လန်နဒါဘီတော်တင်နော့စ်ပါနဲ့ချဲစီ မင်္ဂလာပါဗျာကိုကိန်းစတာဖုတ်ဘောရှိုးအနေကျွေးပါရယ်ကျွန်တော်ကိုခက်မှာစနေည7:00နာရီမှာရှင်ပြိုင်စားမယ်လန်ဒါဘီပွဲကြီးပွဲကောင်းတဲ့ပွဲဖြစ်တဲ့တော်တင်းနော့စပါနဲ့ချဲစီတို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလှုပ်သွားကြပါတယ် key points တွေဆွဲထုတ်ကြည့်အောင်ကျွန်တော်လေးချဲစီနဲ့ပတ်သက်ရင်ပထမဆုံးမြင်တာပေးကိုးတွေကိုလွယ်လွယ်ကူကူခွင့်ပြုနေရတဲ့အပိုင်းပဲတပွဲမဟုတ်နှစ်ပွဲမဟုတ်၃လ၅ပွဲလုံးဝရိုးရှင်းလွယ်ကူတဲ့ကစားပုံတွေကိုဂိုးတွေသွင်းယူနိုင်နေတာချဲစီရဲ့ခံစီကြီးကအဲ့လောက်အခြေအနေဆိုးနေတာလက်ပြဘော ကောက်ထဲ့တယ်ဗျာ bounce တွေဖြစ်ပြီးဝင်သွားတယ်ဆိုတာဟိုကလေးဘွားတွေကကန်တင်ပြေဆ ုပြုံတို့ဂိုးဆိုတဲ့အကွက်မျိုးကိုချယ်စီကပေါ်ပေါ်ပေပေခွင့်ပြုပေးနေရတာကျွန်တော်အဲ့ဒီဘက်ကိုအရန်စိုးရင်တယ် ဒါဒီဇန်နဝါရီပြောင်းရွှေ့ကာလမတိုင်ခင်ထိဖြစ်နေမယ်ဆိုရင်ကျွန်တော်ဒီတိုင်းပဲလုံးလေချာနဲ့လိုက်နေမှာနိုင်လိုက်ရှုံးလိုက်တည်ကြလိုက်ရှုံးလိုက်နိုင်လိုက်တည်ကြလိုက်ဒါပဲသွားနေမှာခန့်စစ်စပွဲမှုဟာအတင်းတတင်းတွက်နိုင်ပွဲတစ်ပွဲရဖို့အရင်ကြီးကြီးတယ်အကုန်လုံးကတော့ရေးပါပါတယ်ဂိုးမသွင်းနိုင်ရင်လည်းအမှတ်မရပါဘူးမှတ်ပါတယ်ဒါပေမဲ့ဂိုးပေးနေရရင်လည်းသွင်းတဲ့ဂိုးနဲ့ပြန်ချီသွားရင်အမှတ်ဆုံးရှုံးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခေတ်တစ်ခါမော်ရီညိုတို့ဆိုရင်ခန့်စစ်စပွဲမှုကြီးကြီးလေးလေးနဲ့တကိုးသွင်းတဲ့အနိုင်သုံးဘက်ကိုရအောင်ယူရတဲ့ဆိုတဲ့ပုံစံမျိုးသွားတာပါတစ်ခေတ်တစ်ခါချက်စီးဆိုရင်အေးတကိုးသွင်းပြီးသွားရင် ်သွင်းဖို့မစင်စားနဲ့တော့အဲ့လိုပုံမျိုးဖြုတ်တာတိုးတော့အခုချိန်မှာကျတော့ကျွန်တော်ရနှစ်ကိုသွင်းပြီးတာတောင်မှယုံကြည်စိတ်ချလို့မရတဲ့ခန်စစ်တန်းမျိုးနဲ့ဂူသမားကိုပိုက်ဆိုင်ထားတာလေအသီးတွေထဲမှာဆိုရင်ကျွန်တော်မြင်ရသလောက်ချယ်ဆီရဲ့ခန်စစ်တန်းနဲ့ဂူသမားတွေကအစိုးဆုံးပဲစိုက်ဘက်တွေကနည်းနည်းတော်သေးတယ်ရီချိန်ဂူစတိုတစ်ဖက်ကကုကူတွေကဘသူပဲတွေ့တယ်နည်းနည်းဖြစ်တွေ့ပေးလို့ရသေးတယ် တော်တော်အဲ့ဒီ central zone ကသူတွေ CB နေအောင်နဲ့ဂိုးသမားဘသူပဲတို့တို့တော့အမားရင်းများပြီးတော့လွယ်လွယ်ကူကူကိုဂိုးပေးနေရတာဒီချိန်မှာပြိုင်ဘက်အတင်းကလက်ရှိ ပေးကိုခုနှစ်ကိုပဲခွင့်ပြုထားရတဲ့အတင်းတဲ့တွင်းကိုကလည်း၁၁ကိုတွင်းယူထားတယ်အဲ့တော့ကြောင့်တိုက်စစ်ခံစစ် balance ဖြစ်နေတဲ့အတင်းလို့တော်တင်ဟော့စပါကိုပြောလို့ရတယ်ဒါမဲ့ကျွန်တော်တို့ကကြတော့ပေးကို၁၆ကိုတော့ခွင့်ပြုထားခဲ့ရတယ် အဝေးကွေးမှာတွားအောင်ကစားရမယ်။မာမတ်ကူဒက်စ်ရန်နယ်ကိုလိုမူယာနီဇာဗီဆိုင်မွန်ဘရန်ဒန်ဂျွန်ဆင်ဒီစုဖွဲ့မှုကြီးနဲ့ကျွန်တော်တို့ရဲ့ခန်းစစ်တန်းနဲ့တွင်တွင်အသက်ရှူချက်တယ်ဆိုတော့လက်ရှိအခြေအနေမျိုးမှာတော့ကျွန်တော်တို့အားနေချက်တွေပုံများနေတယ်လို့ပဲထင်တယ်။ဘယ်တင်းကဘာပွဲကစားဖို့ရှိနေတဲ့အတွက်ဒါမှမဟုတ်လေဘာပွဲကစားရတဲ့အတွက်အသာချက်အားနေချက်ရှိလားလို့မမေးနဲ့။နှစ်တင်းလုံးက တူတူပဲ balance ဖြစ်တယ်ခရဘောင်ကတ်မှာ Chelsea ဒီ Wolverhampton ကိုအဝေးကွက်မှာပွဲချက်ကစားခဲ့ရတယ် Tottenham Hotspur ဒီ Newcastle ကိုရှုံးသွားတယ်ပြီးရင် Champions League ကစားအောင်မယ်ဒါတွေကအကုန်လုံးတူတဲ့အတွက်ထက်ထွက်စရာမလိုဘူးလက်ရှိပဂတိအခြေအနေကိုပဲကျွန်တော်တို့စဉ်းစားရလိမ့်မယ်ပဂတိအခြေအနေသည်ချယ်ဆီဂိုးတွေပေးရတယ်ဒါပဲတော်တင်ဟော့စပါဂိုးသွင်းယူနိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်အဲ့အတွက်ကြောင့်ဒီပွဲစဉ်သည်ပလိုင်းပေါက်နဲ့ဖားကောက်မဲ့ပုံစံမျိုးလို့တော့ကျွန်တော်မြင်အောင်လေအာရှရဲ့အကျော်ပေးမှုတွေကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ခင်ဗျဟန်ဒီကက်ပြရဒယ်ဒယ်ဆိုတဲ့အကျော်ပေးမှုပေးထားပါတယ်ကျွန်တော်ကတော့ ပြောခဲ့တဲ့ key points တွေထဲမှာ Tottenham Hotspur ရဲ့အားသာချက်တွေများပါတယ်။အဲ့လိုအားသာချက်များတဲ့အသင်းတစ်သင်းဟာအိမ်ကွင်းမှာလည်းဂန်ရမယ်။ဘာကြောင့်အဝေးကွင်းမှာလာဂန်ရမယ်။အားနည်းချက်ပိုများတဲ့ Chelsea ကိုတရေပေးတယ်လေ။ဒီကြောပေးမှုကတရေဆိုပေမဲ့ Chelsea ကတတပူပူပြန်ဖွင့်လှစ်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။တကယ် reality မှာတော့တည်ရချဖို့များတဲ့ပွဲစဉ်တစ်ပွဲ။ဥမာ1-1လို့ result မျိုးဖြစ်နိုင်ချေအများကြီး။ဒါမဲ့ဂိုးတွေပေးနေရတဲ့အတွက်ကြောင့်အထက်မကလည်း ို့သွားနိုင်တယ်။တိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်ပါမယ်။တိုတယ်ကိုကတော့၃လုံး တဝက်ပြေရှင်ခွင့်ပေးပါတယ်ဗျအဲ့တို့ကြောင့်ဒီတိုတယ်ကိုဒီအပေါ်မသွားအောင်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်တဲတိုတယ်ကိုအပေါ်မသွားအောင်ဆိုတဲ့ goal result တွေဒီစီးစီး11စတဲ့ result နှစ်မျိုးပဲရှိမယ်အတူတူဆိုရင်တော့မှဒါတိုတယ်ကို over သွားပြီ surely ကျွန်တော်မြင်ရသလား Chelsea ရဲ့ candidate တကူမဟုတ်တကူတော့ပေးရမှာပဲဗျကျွန်တော် Chelsea candidate ကိုလုံးဝလုံးဝမယုံတော့ပါဘူးအချင်းပေါင်းငယ်ကုန်ရှိလို့ Wesley Fofana talent လေးရှိခဲ့လို့ဘာညာ Robert Sanchez ကအတွေ့အကြုံနည်းနည်းလေးရှိလာပြီတည်ငြိမ်လာပြီအဲ့လိုမျိုးတွေထင်ခဲ့ ့ဘူးတဲ့တိုးတော့တကယ်တမ်းမိုးတဲရေတဲ့ရောက်လာတဲ့အခါကျရင်ဂိုးကလွယ်လင်းတကူပေးရတာပဲဗျအဲ့ဒါကြီးသည်ကျွန်တော်တို့တော့မြင်တယ်ပြိုင်ဘက်အသင်းတွေကမမြင်ဘဲနဲ့တော့မနေဘူးလက်ပြပေါ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကကြောက်နေရတယ်ငါတို့တကူပေးရမလားထရော့ဟန်နီကဲဗျာနှစ်သင်းလုံးတော့ရွေးလို့ရတယ်ထားပါတော့ဗျာအင်ရှင်တော်တင်ဟော့စပါမရှုံးနိုင်ဘူးချယ်စီရဲ့လက်ရှိဖော်မကောင်းငါစပါပရိသတ်လုံးမယ်ကွာဆိုရင်လည်းလုံးလို့ရရလေ သူတည်တယ်ပေးတာတည်ရကြသွားလဲအရှုံးမရှိဘူးဒီလိုမှမဟုတ်ပဲနဲ့ Chelsea okay မရှုံးရင်ရပြီတည်ရကြရင်ကြီးခွာတယ်ငါတို့ရဲ့နိုင်နိုင်ကြီးရှိတယ်ဆိုရင် handicap ပြ Chelsea ကိုကျွန်တော်တို့ရွေးလို့ရတယ်တို့ပေမဲ့ပို့ပြီးတည်ချာရေရာတဲ့ရွေးချယ်မှုကျွန်တော်တို့ကလုံးအောင်အဲ့တော့တူတယ်ကိုရမ်းတန်နေတယ်၃လုံးတော့မတက်နိုင်ဘူးနှစ်သင်းပေါင်းအတွင်းကို၂ဂိုးမဖြစ်ရင်ရပြီ1-1မဖြစ်ရင်ရပြီအဲတသင်းသင်းက2-1နဲ့နိုင်သွားတာမျိုးပဲဖြစ်ဖြစ်တူတူတည်ပွဲဖြစ်သွားတာမျိုးလေးတွေပဲဖြစ်ဖြစ်ရင်ခုန်စရာလေးလေတူတယ်ကိုကတော့ ကျွန်တော်ရွေးပေးလို့မရှိပြီမဲ့ဒီပွဲကတော့တူတယ်ကို over ကိုရွေးပေးချင်ပါတယ်ခင်ဗျာကျွန်တော် handicap ကိုတော့ skip ချင်ပါတယ်ကဲကျွန်တော်နောက်တစ်ပိုင်းဒီနေ့သင်ကြားရတဲ့ game နဲ့အချက်အလက်တွေဆက်လက်ဆွေးနွေးကြည့်အောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာစပါးတစ်ချိန်နိုင်ပြီးတော့တစ်ချိန်တည်ပွဲဖြစ်ထားတဲ့၄ချိန်ချယ်စီနိုင်တာပါတယ်ချယ်စီကပြက်ပြက်တတအသာကြီးရနေတယ်ပြီးခဲ့တဲ့ရာသီ အနည်းစဆုံးတွေ့ထားတဲ့ဒုတိယအကြော်တော့1-0နဲ့ Torino Sport Chelsea ကနိုင်ထားတယ်ပထမအကြော်တော့4-3နဲ့နိုင်ထားတယ်နောက်ဆုံးနှစ်ကြိမ်ထိတိုက်တွေ့ဆုံမှုမှာ Chelsea ကပဲအသာကြီးရထားတယ်လို့ပြောလို့ရတယ်အတိအကျပြောမယ်ဆိုနောက်ဆုံး၄ကြိမ်နှစ်နှစ်တိတိအိမ်ကွင်းအဝေးကွင်းပွဲစဉ်မြွေ Chelsea ကပဲ Torino Sport ကိုနိုင်ထားတာပါဒီတော့ကြောင့် Handicap က Chelsea ကိုရွေးမယ်ဆိုရင်လည်းဒီ head to head ကိုကြည့်ပြီးတော့ရွေးချင်စရာပုံမျိုးတော့ဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ကတော့ Today ကိုပဲပူအားတန်တယ်โอเคကျွန်တော်နောက်တစ်ပိုင်း Torino Sport ရဲ့နောက်ဆုံး6ပွဲသက်ရလက်နှစ်ပွဲ နိုင်နှစ်ပွဲသည်နှစ်ပွဲရှုံးစောစောရဲ့ပိုင်းကမတိမငိမ့်ဖြစ်နေတဲ့ ရလက်မျိုးတွေပါ Chelsea ကတော့အခုနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲမှာ9ပွဲနိုင်ပြီးတပွဲရှုံးထားတယ်ဖောင်အားဖြင့်တော့ကောင်းတယ်လို့ထင်ရပေမဲ့ IS တို့ Nottingham Forest တို့လိုအသင်းမျိုးတွေကိုနိုင်ထားတာပါပါတယ်နောက် Liverpool လိုလက်ရှိ Chelsea ထက်ကိုတိုင်ပတ်နေတဲ့အသင်းကိုနိုင်ထားတာတွေပါတယ်တကယ်တမ်း Sunderland လိုအသင်းကောင်းမျိုးတွေ့တဲ့အခါကျတော့2-1နဲ့ရှုံးထားပါတယ်အသင်းကောင်းအနေနဲ့တွေ့တဲ့အခါကျရင်ဒီလက်ရှိငြိမ်နေတဲ့ Gareth Bale ယုံကြည်လို့မရအောင်ဆိုတဲ့သဘောမျိုးပါနောက် Spurs ရဲ့အိမ်ကွင်း6ပွဲစက်ရလက်အရင်တော့မကောင်းဘူး 3ပွဲနိုင်တပွဲတည်ကြပြီးတော့2ပွဲရှုံးတာတယ်။ Chelsea ကတော့အဝေးကွင်းရလက်တွေအခုနောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲလုံးနိုင်ထားတယ်။မစိုးလို့ပြောရမယ်။ Lincoln ကို2-1ဒါပေမဲ့အသေးအံကစားခဲ့ရတာပါ။ Nottingham Forest ကို3-0 Wolverhampton ကို4-3ဆိုတော့ရလက်အဖြစ်ကောင်းတယ်ခြေသွမ်းမအေးရအရန်ယုံကြည်လို့မရဘူးလို့ပြောနိုင်ပါတယ်။အဲ့တို့ကြောင့်ကိန်းနဲ့အချက်လဲရ Chelsea အတားရရှိမှုတွေများပါတယ်။ကဲနောက်ဆုံးပိုင်းကျွန်တော်တို့ view အပိုင်းချင့်ကပ်မှုအနေနဲ့လောက်ပါမယ်။ တော်ရီယော့စ်ပါအသင်းရဲ့အဓိက strong အဖြစ်ဆုံးနေရာ double pivot ပဲဗျ။အဲ့ဒီ double pivot ကစားနေတဲ့ကစားသမား၂ယောက်ကိုကျွန်တော်အနေနဲ့စိုးမိုးချယ်လှယ်ပြီးကစားနိုင်ဖို့လိုတယ်။တိုးတော့အဲ့ကစားသမား၂ယောက်လုံးဟာသူကတယောက်ထိုင်တယောက်ကဘောဝင်နေလိုက်လို့မဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးကစားကခတ်တယ်။တယောက်ထိုင်တာရင်နောက်တယောက်ကလှည့်ကြည့်စရာမလိုပဲတောက်လျှောက်လိုက်ပြီးဘောဝင်နေလိုက်လို့နိုင်တယ်။အဲ့အတွက်ကြောင့်၂ယောက်လုံးကိုစိုးမိုးပြီးကစားဖို့ဆိုတာထင်သလောက်တိတ်မလွယ်ဘူး။ကျွန်တော်တို့ချယ်စီမှာကြတော့အဲ့လိုထိုင်တဲ့ကစားသမားတိတ်မရှိဘူး။ Moises Caicedo ကလည်းထိုင်ပေမဲ့ ဲ့သူ့ skill ဒီလုံအားလုံးအပြည့်နဲ့ light ဖြည့်ပေးပြီးဒါ push လုပ်တဲ့ပုံစံမျိုး press လုပ်တဲ့ပုံစံမျိုးပဲများတယ် ball carrying နေများတယ်ဘောလုံးလမ်းကြောင်းခွဲဝေပြီးအသင်းရဲ့ tempo ကို ထိမ့်ပေးနိုင်မဲ့ handle ကင်ထားနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်တွေကကွင်းလဲစိုးမိုးခြင်းလုံအားလုံးအပြည့်နဲ့ပို့ပြီးကစားပေးရတယ် overload တွေပို့ပြီးတော့လုတ်ပေးရတယ်တကယ်လို့ overload မလုံနိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ကွင်းလဲစိုးမိုးမှုဟာအဲ့လောက်အားမကောင်းတော့ဘူးကြော့ကျွန်တော် central line နဲ့ပွဲစဉ်မှာတော့လည်းအဲ့ဒီ point တွေကိုထောက်ပြခဲ့ဘူးဘာကြောင့်မင်းကျွန်တော်တို့ overload မလုတ်တာလဲလို့အထက်ထဲမှာ inverted fullback အဖြစ်ဝင်ဖြည့်ပေးမဲ့ကစားသမားတွေပုံစံဘာကြောင့်မသုံးခဲ့တာလဲ tahimans ထဲမှာဆိုရင် half space မှာပဲ reach တင်ကများသောအားဖြင့်ရှိခဲ့တယ် moises skyro b းမှာ double pivot ပုံစံမျိုးပြိုင်ဘက်အတင်းရဲ့ကွင်းလေကိုစိုးမိုးခြေလှယ်မဲ့ပုံစံမျက်ဘာကြောင့်မလုတ်သွားတာလဲ channel တွေကနေဘယ်တစ်ဆင့်တောက်လျှောက် half space ကနေဘယ်တစ်ဆင့်တောက်လျှောက်ဘာကြောင့်သွားတာလဲအဲ့ပုံစံအတိုင်း sunland ပုံစံတိုင်းကွင်းလေမှာ overload မလုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ torios spa ရဲ့အဲ့ double pivot မှာစော့နေတဲ့ပယ်လင်ညာနဲ့ဘန်ဒန်ဂါတို့အသာစီးရရှိဖို့ကခက်လိမ့်မယ် မာကုံရှိတဲ့ကစားသမားတွေပါကျွန်တော်တွေရဲ့ pocket တွေကချက်နေနိုင်ပါတယ်အဲ့တော့ကြောင့် Morris ကအနေနဲ့တခြားသော viewer ဘိုင်းလည်းသူအရင်မတုံးဘူးသူ overload လုပ်တယ် position ယူတယ် pin isolation ရအောင်လိုက်ခွဲတယ်မတက်နိုင်ဘူးအဲ့ဒီ isolation ကနေ free space ကိုပဲရအောင်ကျွန်တော်တို့ကြည့်ရမယ်အဲ့ဒီ free space မရရင်ကျွန်တော်တွေက sub play တွေရပဲအားကိုးရတော့ sub play ကစားဖို့ဆိုတာကလည်းအခုနောက်ပိုင်း Premier League အသင်းတွေကိုထင်သလောက်ကစားဖို့မလွယ်ဘူးကိုကလည်း အရင်အသားကျဖို့လိုတယ်ဟန်ချက်ညီဖို့တော့လိုတယ်နောက်ကျွန်တော်စီမှာ supply ကစားဖို့မတင်ဘူးပေါ့နော်လူကောင်ကြီးကြီးမားမားနဲ့ခေါင်းတိုက်ဂိုးသွင်းနေတာ ကောင်းတဲ့ကစားသမားတွေမပါဘူးမချီပီလို့တိုက်စစ်မှုမျိုးဆိုရင်လည်းလုံးဝတန့်ပုံစံကြီးကစားတာမဟုတ်ဘူးဗျအဲ့တော့ကြောင့်ကျွန်တော်တွေ business lines ကကစားသမားတွေရဲ့အားကိုပဲယူရမယ့်သဘောမျိုးဖြစ်နေတယ်ကျွန်တော်ကတော့လုံးဝ overload ကို central ဆုံးမှာအပြည့်လုံးစီခြင်းတယ်အဲ့လိုအခြေအနေမျိုးမှတော်ကာကြလိမ့်မယ်ဗျဒီလိုမှမဟုတ်ရင်တော့ central နဲ့ပွဲတင်ရလို့ကျွန်တော်တို့ကြက်ကြက်တဲတဲတွေ business lines မှာဖြစ်ပြီးတော့အဲ့ cross border င်နဲ့ပဲအချိန်ကုန်နေလိမ့်မယ်။အဲပြိုင်ဘက်အတင်းကတော့ individual skill ကောင်းတဲ့ player တွေအများကြီးပါတာကိုကျွန်တော်တို့မနေ့ control လုပ်ရပါလိမ့်မယ်။ Mamad Kudas, Xavi Simon စတဲ့ကစားသမားတွေကတောင်ပန်တလျှောက် cutting side တွေလုပ်ရင် half space တွေကညှိုးဝင်မဲ့တပောက်တွေကတော်တော်စိုးရင်စရာကောင်းပါတယ်။ Kai Siro အလုတ်များအောင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ကျွန်တော်အနည်းချုပ်ရွေးချယ်ရမယ်ဆိုရင်ကျွန်တော်တို့ handicap ကို skip ချင်တယ်။တိုတယ်ကိုသာကျွန်တော်တို့ရွေးချယ်ရတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။တိုတယ်ကို over ပါခင်ဗျာ။